သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ဂျွန်လ6ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေဘုံမြို့မုတ်ဦးအနီးမှာစစ်တပ်လက်ကင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား3ဦးသေဆုံးစစ်တပ်ကရန်ပစ်တဲ့လက်နက်ကြီးကြီးထိမှန်တဲ့အတွက်ပြည်သူတအူးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းရွှေဘုံမြို့မုတ်ဦးအနီးမှာအကြံဖတ်စစ်တပ်လှည့်ကင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၃ကောင်တေဆုံးသွားပြီးစစ်တပ်ကရန်တန်ပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်တဲ့အတွက်ပြည်သူတို့ဦးတေဆုံးခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ၄ရက်နေ့ညနေ၄:၄၅မိနစ်ခန့်မှာရွှေဘုံမြို့မုတ်ဦးအနီးမှာကင်းလက်ရန်ထွက်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရေးအဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်ထိတွေ့တိုက်ပွဲဟာတနအိမိနစ်ခန့်ထိကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၃កောင်တိုက်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြားတဲ့အတွက်ကြောင့်ရွှေဘိုမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ရွှေဘိုမြို့ထဲကနေထွက်လာတာပါတိုက်ပွဲဖြစ်တာကမြို့အထွတ်တောင်ဘက်မြို့အနီးမှာဖြစ်တဲ့အတွက်စစ်ခွေးတွေကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့လက်နက်ကြီးစားထိမှန်ပြီးပြည်သူတအုပ်တိုက်ဆုံတာ တိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတွေကရွှေဘိုမြို့ကာကြီးဝင်းဘက်နဲ့ရွှေဘိုမြို့အနောက်ဘက်မင်းကုံစစ်ခွေးခြံတဲကိုအင်အားတွေတွားပေါင်းထားတယ်လို့သိရတယ်လို့ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်တိမ်ဆုံသွားတဲ့စစ်ကောင်စီတပ်သားမတားအလောင်း၃လောင်းကိုရွှေဘိုမြို့နယ်အတွင်းမှာနာယေကနှစီနဲ့လာရောက်တိုက်ဆောင်သွားကြောင်းတော်လန်ကြီးတပ်ဖွဲ့များဘက်မှလည်းရဲဘော်၃ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီတိုက်ပွဲဖြစ်ပွားရအနီးတစ်ဝိုက်ကိုလည်း ရွှေဘုံမြို့ကညာနာစစ်တပ်စခန်းအတွင်းမှာရန်တန်ပြစ်ခတ်တဲ့လက်နက်ကြီးကြီးများကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူတို့အုသေးဆုံးကရက်ကြီးပအဖတာဝန်ခံတဦးနဲ့ပကဖရဲဘော်တဦးတို့မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော်ကြီးကန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးပကဖမြို့နယ်တိုက်ခိုက်ရေးအဖွဲ့ PDO ရွှေဘုံမြို့နယ်တိုက်နယ်ကပကဖတိုက်ခိုက်ရေးအဖွဲ့တိုက်နယ်ကနေမြေကန်ပကဖများ တပည့်ရင်မြို့နယ်တိုက်နယ်တုံးပကဖရွှေဘိုခရိုင်တရင်23ရွှေဘိုခရိုင်တရင်26နဲ့ရွှေဘိုခရိုင်အမှတ်15တရင် Fight for Freedom PDF တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အတွင်းမှာရှိတဲ့နယ်ရီကန်တာဝါရင်စခန်းကိုအေအေကတိုက်ခိုက်သိမ်းပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ရိုးမနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းငပဲမြို့နယ်တဲကနယ်ရီကန်စကန်းရဲ့အဓိကကာကင်းကုန်းဖြစ်တဲ့တာဝါတိုင်းစကန်းကုန်းကိုအရကတ်တက်တော်အေအေပူပေါင်းတပ်ဖွဲ့ကတိမ့်ပိုက်လိုက်ပြီးဖြစ်ကြောင်းစစ်ရေးတရင်အရေးမြက်ကအတီးပြုတ်ပြောကြားလိုက်ပါတယ်။နယ်ရီကန်စကန်းသိမ်းတိုက်ပွဲကိုအရကတ်တက်တော်အေအေနဲ့ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များကပူပေါင်းတိုက်ခိုက်နေပြီးကာကင်းတာဝါတိုင်းစကန်းကိုဇွန်လ၄ရက်နေ့ကတိမ့်ပိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကာကင်းတာဝါတိုင်းစကန်းနဲ့နယ်ရီကန်စကန်းမှာမီတာ၂၀၀၀ကန့်သာဝေးကွာကြောင်းလဲ CDM ဗိုလ်ကြီးဇင်ယော်ကပြောပါတယ်။ အမ်ဘရန်လမ်းမိုက်ကနက်ရီကန်စခန်းရဲ့အဓိကကာကင်းဂုံပေါ်နော်။သူနဲ့လဲမီတာ2000လောက်ပဲဝေးတဲ့ MPD တာဝါတိုင်းဂုံပေါ်ဒေတာအခေါ်ကတော့တာဝါတိုင်းဂုံလို့ခေါ်ကြတယ်။အဲ့ဒီစကန်းကို AA နဲ့တက်ဖွဲ့တွေပူပေါင်းတက်ဖွဲ့တွေကတိမ့်ပိုက်လိုက်ပြီးဆိုတာကိုတော့တကယ်အတိပြုလို့ရပါတယ်။မနေ့ကရောဒီနေ့ရော4ကရှင်းစင်းနဲ့ပဒန်းတက်နေတဲ့ကနေအင်အားဖြည့်ထားတာရှိပါတယ်။ခံမန်းအင်အား150နဲ့200ကျားလို့ကျွန်တော်သုံးသပ်ပါတယ်။ပြီးတော့ဒီနေ့မှလည်းရိတ်ခါရင်နဲ့3စီထက်လွတ်တယ်လို့တင်ပြထားတယ်လို့ CDM ဘူကြီးစင်ရော်ကဆိုပါတယ်။ စစ်ကောင်စီကနေရီကန်စကန်းကိုလက်လွတ်လိုက်ရပါကအမ်းမြုံနယ်ကိုပြန်လဲခြစ်တက်မဲ့လမ်းပေါက်ပိတ်သွားမှာဖြစ်သလိုဗဒန်းတက်နဲ့အတွက်ပါချင်းချောက်မှုတစ်ခုဖြစ်လာမယ်လို့ CDM ပိုကြီးစင်ယောကဆက်လက်သုံးသပ်ထားပါတယ်စစ်ကောင်စီကနေရီကန်စကန်းကိုလက်မလွတ်ရဲဘူးနေရီကန်စကန်းကိုလက်လွတ်လိုက်ပြီးဆိုတာနဲ့အမ်းကိုသွားမဲ့တကားပေါက် လုံးဝပိတ်သွားပြီးမရတော့ဘူးအဲ့ဒါအပြင်ဗဒန်းတက်နယ်ကိုပါနေရီကန်ကနေပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာနိုင်တယ်ပသိမ်မုံရွာလမ်းကိုလည်းစူးမိုးလာနိုင်တယ် စုံမထားနိုင်ပြီးတော့စစ်မျက်နှာစာဆိုရင်မင်းဘူးမြို့နယ်တရက်မြို့နယ်ဟိုဘက်ကအထက်မင်းလာမြို့နယ်နဲ့စေတုထရာမြို့နယ်တွေအထိစစ်မျက်နှာစာဖွင့်လို့ရသွားမယ်အနေအထားမျိုးပေါ့နော်တော်လန်ရေးတပ်ဖွဲ့တွေကနဲ့ရီကန်ကိုရလိုက်ပြီဆိုရင်ပဒန်းတက်နေအတွက်လဲကောင်းကောင်းမနေရဲတော့ဘူးဒီနဲ့ရီကန်သာလက်လွတ်ရလိုက်ပြီဆိုရင် ပေါ့လေလို့၎င်းကဆက်လက်ပြောဆိုပါတယ်အေအေပူပေါင်းတက်ဖွဲ့ထိုးစစ်စင်တိုက်ခိုက်နေတဲ့နေရီကန်စခန်းကိုအာနာသိန်းစစ်ကောင်စီကပဒန်းတက်နေမှရှိတဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ် အမှတ်9395မှာလက်နက်အင်အားလူအင်အားနဲ့ရိတ်ခါများအထူးကဖြည့်ပေးနေကြောင်းစစ်ရေးတရင်အရေးမြစ်ကဆိုပါတယ်အေအေအပါအဝင်ညီနောင်မဟာမိတ်၃ဘွဲ့နဲ့အာနာသိန်းစစ်ကောင်စီတို့မှငလင်အကြောင်းပြချက်နဲ့အပြစ်ခက်ရက်စဲကြောင်းထုတ်ပြန်ထားကြပေမဲ့နှစ်ဖက်စလုံးကမြေပြင်မှာထိတွေ့တိုက်ခိုက်မှုများရှိနေကြခြင်းဖြစ်ပါတယ်စစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုများနဲ့ဒိုးစစ်စင်တိုက်ခိုက်မှုများရှိနေတယ်လို့တော်လန်ရေးတပ်ဖွဲ့များရှိရာကိုစစ်ကောင်စီစစ်ကြောင်းရောက်ရှိလာတဲ့အတွက်တော်လန်ရေးတပ်ဖွဲ့များကဒဏ်ပြန်ဒိုးစစ်စင်တိုက်ခိုက်မှုများလည်းရှိနေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ KIA သိမ်းပိုက်ထားတဲ့ Lancet ဒေတာကိုပြန်တိုက်ရင်စစ်ကောင်စီနဲ့ Rowan ပြည်သူစစ်ပြင်ဆင်နေဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပူတာအုပ်ခရိုင်စော့လော်မြို့နယ် Lancet ဒေတာကိုစစ်ကောင်စီတပ်နဲ့ Rowan ပြည်သူစစ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရန်စစ်အင်အားဖြည့်တင်းပြင်ဆင်နေကြောင်းဒေတာကန်သတင်းအရင်းမြစ်တချို့ကပြောပါတယ်။ရခိုင်ကပြည်သူစစ်များထိန်းချုပ်ထားတဲ့ Lancet ဒေတာကို KIA နဲ့မဟာမိတ်များက2024ခုနှစ်နိုဝင်ဘာဒုတိယအပတ်မှာအပြစ်သက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အစိုးရဒေသကိုပြန်လည်ထိုးစစ်ဆင်ဖို့စစ်ကောင်စီကပြည်သူစစ်များကိုလက်နက်တပ်ဆင်ပေးနေတယ်လို့သိရှိရပါတယ်။ KIA ကိုတိုက်ဖို့ပဲပူတာအိုဘက် KIA တွေဝင်မလာနိုင်အောင်ကာကွယ်ဖို့တဲ့လန်ဆယ်ဒေသကိုလည်းပြန်လည်သိမ်းယူမယ်လို့ပြောနေကြတယ်။အခုပူတာအိုကရဝမ်ပြည်သူစစ်တွေစစ်ကောင်စီရဲ့လက်နက်ထောက်ပံ့မှုနဲ့သူတို့ဆုံးရှုံးထားတဲ့နေမီလန်ဆယ်ဆိုတဲ့ဟာရွှေမော်ရွှေထွက်တဲ့ဒေသပေါ်လန်ဆယ်ကိုပြန်သိမ်းယူမယ်ဆိုပြီးတော့မှအကြီးအကျယ်ပြည်သူစစ်စစ်တင်တန်းတွေပေးနေတယ်လို့ကချင်စည်ရေးသတင်းအရင်းမြစ်ကပြောပါတယ် အခြားစည်ရည်တရင်အရေးမြစ်တအူးကလည်းလက်ဆဲမှာရှိတဲ့ရွှေမော်ဒေတာဘက်ကိုစစ်ကြောင်းထိုးခိုက်နေတယ်လို့သိရှိရကြောင်းပြောပါတယ်။အဲ့ဒီအတွက်စစ်ကောင်စီကလေရင်နဲ့လက်နက်ခဲရဲများပူပေးနေတဲ့ရုပ်တံမှတ်တမ်းနဲ့ပတ်သက်ပြီးပြောပြပါတယ်။တတိယမြောက်တရင်အရေးမြစ်ကလည်းပြည်သူစစ်များကိုလက်နက်များထောက်ပံ့ပေးနေတယ်ဆိုတဲ့အဆိုပါရုပ်တံမှတ်တမ်းပါဖြစ်ရဟာလအနေငယ်ကြာနေပြီဖြစ်ပြီးယခုမှထွက်ပေါ်လာခြင်းဖြစ်ကြောင်းပြောပြပါတယ်။ရဝံပြည်သူစစ်ပေါ်မတိနားမလဲအတိမကြွယ်သေးတဲ့တောင်ပေါ်ဒေသကဒေသခံတွေကို ငွေကြီးနဲ့မလုံးပိတ်စည်းရုံးပြီးခေါင်းစည်းခံထားရတဲ့အဖွဲလို့ပြောရမယ်လို့၎င်းကဆိုပါတယ်။ရဝမ်ပြည်သူစစ်ကောင်းဆောင်မှာဥတန်ဂူတန်ဆိုသူဖြစ်တယ်လို့လည်း၎င်းကဆက်လက်ပြောဆိုပါတယ်။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များဟာလက်စဲဒေတာအပအဝင်ဥစကုံထိယန်ဥဆောင်နဲ့ကချင်အထူးဒေတာတစ်ဟုခေါ်ဆိုတဲ့နေမည်များကို2024နှစ်ကုန်ပိုင်းကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်2024နိုဝင်ဘာလလယ်မှာကချင်အထူးဒေတာတစ်ကိုဖျက်သိမ်းကြောင်း KIO ကကြေညာခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အထက်ကပောင်း၁၀ရေလွဲတမန်မှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူခရိုင်အုပ်တွင်းမြို့နယ်မှာရှိတဲ့အထက်ကပောင်း၁၀ရေလွဲတမန်မှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာလက်နက်လေးလက်နဲ့စစ်သုံးပစ္စည်းအချို့ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီစခန်းကိုဇွန်လ၃ရက်နေ့နက်နက်အစောပိုင်းမှာ တောင်ငူခရိုင်တရင်အမှတ်3931တခွဲ1ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။အနောက်ရိုးဘော်ကတရင်ကဖော်ဆောင်တဲ့တိုက်ပွဲပါထွက်ပြေးသွားတဲ့စစ်ခွေး10ဦးကျော်လောက်ရှိတယ်လို့အုတ်တွင်းမြို့နယ်စစ်ဘက်သတင်းအကြီးမြစ်ကဆိုပါတယ်။တိုက်ပွဲဖြစ်ပွားချိန်2နာရီအတွင်းစစ်ကောင်စီစခန်းကိုသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီးစခန်းအတွင်းမှာ G3 3လက် MA11 တလက်အင်နာက9လုံးလက်ပစ်ဘုံ3လုံးနဲ့ကြီးကအင်ဂျင်2ထည့်ရရှိခဲ့ကြောင်း တောင်ငူခရိုင်တရင်အမှတ်3931တက်ကွဲ1ကထုတ်ပြန်ထားပါတယ်။သိမ့်ပတ်ရရှိပြီးနောက်စစ်ကောင်စီစခန်းကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်။စခန်းသိမ်းပြီးချိန်မှာအင်အား60ခန့်မှစစ်ကူစစ်ကြောင်းကိုလည်း PDF များကအသင့်စောင့်ကြို၍မိုင်းဆွဲပြီးကြားပြတ်တိုက်ခိုက်ခဲ့ရမှာမျက်မြင်သေဆုံးသူ၈ကောင်အထိရှိတယ်လို့တောင်ငူခရိုင်တရင်အမှတ်3931ရဲ့တက်ခွဲ1ကဆိုပါတယ်။ထို့ကြောင့်စစ်စင်ရေးအတွင်းစစ်ခွေးအ ਨੇ စုံ၁၁ကောင်သိမ်းဆုံးခဲ့တယ်လို့ဆိုပါတယ်။ PDF ရေဘော်နှစ်ဦးတိုက်ပွဲမှာဒဏ်ရာရရှိခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။ တောင်ကိုခရိုင်တရရင်အမှတ်3937တာဝန်ရှိသူကအရင်ကတော့15ရောက်ထက်ရှိတယ်ကျွန်တော်တို့သွားတိုက်တဲ့နေ့ကတော့9ရောက်ဝန်းကျင်ပဲရှိတော့တာစကားဆစစ်ကူကတော့တိုက်ခံရပြီးနေ့မှာပဲပြန်ဆုပ်ပြီးနောက်ရက်ကစစစ်ကြောင်းထိုးနေတယ်အင်အားတရာဝန်းကျင်လောက်တော့ရှိတယ်လို့ဆိုပါတယ်လက်ပံရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့အင်အား60ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းဟာလက်ရှိမှာကရင်ရွာကြီးကြီးရွာဘက်ကိုဝင်ရောက်တက်ဆွဲပြီး ြည်သူပိုင်နေအိမ်များကိုဖောက်ထွင်းမွေနောက်ရှာဖွေမှုများရှိနေကြောင်းတောင်ကိုခရိုင်တရင်3939တက်တခွဲတက်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်စစ်ကြောင်းတွေအခုထိလှုပ်ရှားပြီးစစ်ကြောင်းထုံးနေစေပါဒီဘက်နေမီအတွင်းကကြေးရွာတွေထဲမှာတွာလာလှုပ်ရှားပြီးအိမ်တွေမှာချက်ပြုတ်စားတောက်နေကြတာပါလို့၎င်းတာဝန်ရှိသူကဆိုပါတယ်ထို့ကြောင့်အုတ်တွင်းမြို့နယ်အတွင်းမှာရှိတဲ့ဇီကုံဘူကုံအင်းဝိုင်းကရင်ရွာကြီးရွှေလောင်းနဲ့ကျက်တဲ့ညောင်ပင်စတဲ့ကြေးရွာများမှာဒေသခံပြည်သူတပေါင်းကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြရကြောင်းတော်လန်ရေးတပ်ဖွဲ့များနဲ့ဒေသခံပြည်သူများထံမှစုံစမ်းသိရှိရပါတယ်။ယခင်လပိုင်းကလည်းပဲခူးတိုင်းမှာရှိတဲ့မင်းလာအုတ်တွင်းနဲ့ပေါင်းတင်မြို့နယ်များမှာစစ်ကောင်စီစခန်းများကိုကာကွယ်ရေးတပ်များကသိမ်းပိုက်ရှင်းလင်းထားပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့အယလိုဆုံးဖြတ်ချက်စိုးရင်စရာမရှိဟုစစ်ကောင်စီတုံ့ပြန်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မြန်မာစစ်တပ်ကိုအပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ်အယလိုကပုံမှန်33နဲ့အရေးယူရန်ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရာ PR ပေးလို့တဲ့ဆုံးဖြတ်ချက်တစ်ရက်ဖြစ်ပြီးစိုးရင်စရာမရှိကြောင်းစစ်ကောင်စီအလို့သမားဝန်ကြီးဌာနကယနေ့ထုတ်ပြန်လိုက်ပါတယ်။အလို့သမားအခွင့်အရေးနဲ့လူအခွင့်အရေးချိုးဖောက်မှုများကျွလွန်နေတဲ့စစ်ကောင်စီကိုပြင်းထန်တဲ့တံခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်ဖို့အတွက်133ကြိမ်မြောက်ပြည်ပဆိုင်ရာအလုပ်သမားညီလာခံ ILC မှာယမန်နေ့ကဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာနိုင်ငံရေးဆိုင်ရာချင်းကပ်မှုအခြေခံက ILO စာမျက်နှာမှာတစ်ဆင့် PR ပေးနိုင်ရေးတပတ်သက်တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်သာဖြစ်ပြီးမြန်မာနိုင်ငံအတွင်းလောက်ကိုင်းနေကြတဲ့အလို့ရှင်အလို့သမားစီးပွားရေးလုပ်ငန်းများအပေါ်တက်ရောက်မှုများမရှိနိုင်ကြောင်းလည်းစစ်ကောင်စီကဆိုထားပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးတဲ့အလို့သမားဒုရဲ့အခွင့်အရေးဥပဒေနဲ့အညီတိုးတက်မှုရရှိရင်လူမှုဘဝဖွံ့ဖြိုးရေးအလို့ကိုင်းအခွင့်အလမ်းများဖန်တီးပေးရေးအတွက် အိုင်အလိုအပါအဝင်နိုင်ငံတကာအတိုက်ဝန်းနဲ့ဆက်လက်ထိတွေ့လျက်နိုင်ငံအချုပ်အခြာနဲ့လွတ်လပ်မှုအမတိပါစေတဲ့ပူးပေါင်းမှုများဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။အိုင်အလိုဆုံးဖြတ်ချက်ဟာနှစ်ပေါင်းများစွာစစ်တပ်ရဲ့တနက်ကြည်စံများဤမျိုးစုံဖိနှိပ်မှုအမျိုးသမီးများအပေါ်လိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုများအယက်သားပြည်သူလူထုနဲ့စတင်ကြောင်းများမှာပညာသင်ကြားနေတဲ့ကလေးငယ်များအပေါ်ဘုံကျဲတိုက်ခိုက်မှုများကြားထဲမှာ ကြက်ကြံကန်ရင်ဆိုင်ခြင်းမှရရှိခဲ့တဲ့မြန်မာပြည်သူတို့အောင်ပွဲဖြစ်တယ်လို့စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရများကိုကမ္ဘာအလဲမှာဖော်ထုတ်ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရှီကျင့်ဖြင့်နဲ့ဖုံပြောအပြီးတရုတ်နိုင်ငံသွားမယ်လို့ထရန့်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်သမ္မတရှီကျင့်ဖင်နဲ့ဖုံပြောဆိုမှုပြီးတရုတ်နိုင်ငံကိုအလဲပတ်သွားရောက်မှာဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားလိုက်ပါတယ်။တရုတ်သမ္မတကိုအင်ဖြူရော်လာရောက်လဲပတ်ဖို့ဖိတ်ခေါ်မှုအပအဝင် ကောင်းမွန်တဲ့ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Trump ကပြန်ပြောပြခဲ့ပေမဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးဘယ်တော့လာပြမလဲဆိုတာတော့သူကအတိမပြုခဲ့ပါဘူး American သမ္မတနဲ့တရုတ်သမ္မတတို့ဟာ February လကစတင်ခဲ့တဲ့ကုန်သွယ်ရေးစစ်နောက်ပိုင်းမှာပထမဆုံးအကြိမ်ဖုံးခေါ်ဆိုမှုလည်းဖြစ်ပါတယ်ဒီဖုံးခေါ်ဆိုမှုဟာအင်ဂျူတော်ရဲ့တောင်းဆိုချက်အရနှစ်နိုင်ငံခေါင်းဆောင်တွေဖုံးပြောခဲ့တာဖြစ်တယ်လို့တရုတ်မီဒီယာကဖော်ပြပါတယ် Social Media မှာ Trump ကဖုံးပြောမှုတနအိခွဲကြာမြင့်ခဲ့ပြီးကုန်သွယ်ရေးကိုအဓိကထားပြီးဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း ရလက်အနေနဲ့နှစ်နိုင်ငံစလုံးအတွက်ကောင်းမွန်တဲ့အဆုံးသတ်မှုတွေရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ရှီကကျွန်တော်ကိုတရုတ်နိုင်ငံကိုလာဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကလည်းသူ့ကိုဖိတ်ခေါ်ခဲ့ပါတယ်။ကျွန်တော်တို့နှစ်ယောက်စလုံးဖိတ်ခေါ်ချက်တွေကိုလက်ခံခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ဟာဇနီးနဲ့အတူတရုတ်ကိုသွားမှာဖြစ်တယ်လို့ရှီလက်အမေရိကန်ကိုလာမယ်လို့မျှော်လင့်ပါတယ်လို့ထရမ့်ကဂျာမနီအဓိပတိမတ်စ်နဲ့ဘေးဥပုံရုံးခန်းမှာတွေ့ဆုံစဉ်ဆိုခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်တို့အတွက်မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုတည်းကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းတရုတ်သမ္မတရှီကျင့်ဖင်ကပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင်မီဒီယာစင်ဝါရဲ့ပေါ်ပြချက်အရတရုတ်နိုင်ငံကိုစန့်ကျင်တဲ့အနှုတ်လက္ခဏာဆောင်တဲ့ဆောင်ရွက်ချက်တွေကိုရုပ်သိမ်းဖို့ရှီကထရမ့်ကိုပြောကြားခဲ့တယ်လို့သိရှိရပါတယ်။တရုတ်နဲ့အမေရိကန်ကုန်သွယ်စစ်ပွဲဟာ2025မှာတဖြည်းဖြည်းအရှိန်မြင့်ခဲ့ပြီးအမေရိကန်ကတရုတ်ကုန်ပစ္စည်းတွေကို145ရာခိုင်နှုန်းအခွန်တိုးကောက်ဖို့သတ်မှတ်ခဲ့ပါတယ်။တရုတ်ကလည်းအမေရိကန်တင်ပို့ကုန်တွေကို125ရာခိုင်နှုန်းတိုးကောက်ဖို့သတ်မှတ်ခဲ့ပါတယ်။ ဒီလိုအပြန်အလှန်အခွန်တိုးကောက်မှုတွေကြောင့်ကမ္ဘာကုန်သွယ်မှုမှာ3.1%ခန့်ဆုံးရှုံးမှုတွေရှိလာတယ်လို့လေ့လာသူတွေကဖော်ပြပါတယ်။တရုတ်နဲ့အမေရိကန်တို့ရဲ့နောက်ဆုံးသဘောတူညီချက်ကတချို့အခွန်တိုးကောက်မှုကိုပယ်ဖျက်ပြီးတချို့ကုန်ပစ္စည်းအခွန်တိုးကောက်မှုတွေကိုရက်60စိုင်းငံ့ထားဖို့သဘောတူထားပါတယ်။ဒါပေမဲ့ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးအမေရိကန်နဲ့တရုတ်နှစ်နိုင်ငံကြားဆက်ဆံရေးကတော့တင်းမာနေစေဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့